ဒီနေ့ကတော့ back line ချက်မှာဖြစ်ပါတယ်ခင်ဗျာဒါအရင်ဆုံးလိုအပ်တဲ့ဟာလေးတွေကိုလှီးထားပါမယ်အစင်းသိပြင်တာပေါ့ပြီးတော့ back ပြုတ်ပြီးသားကိုကျွန်တော်ညအောင်ထောင်းပါမယ်ကဲစပြီးချက်ပါပြီစီတက်မယ်ခင်ဗျာစီတက်ပြီးတဲ့အခါမှာကျွန်တော်တို့အာလူးကိုအရင်လုံးနေပေါ့နော်အာလူးနူးအောင်ရင်းနေနဲ့ထည့်ပြီးတော့ကျွန်တော်တို့လုံးထားပါတယ်ပြီးရင်အဖုံးလေးအုပ်ပြီးတော့ခဏထားလိုက်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ခရမ်းသီးထည့်ပါတယ်အရင်ဆုံးနူးတာကြားတဲ့ဟာတွေကိုရင် ီးကနည်းနည်းကြာလို့ခင်းသီးရင်ထည့်တယ်ပြီးရင်ပဲသီးထည့်တယ်အကုန်ပြစ်ထည့်တာပေါ့ဗျာပြီးရင်စီးသီးမြအတီးထည့်ပြီးရင်အုပ်ထားမယ်ပြီးရင်ကျွန်တော်တို့ပဲထောင်းထားတဲ့မညက်တညက်လေးပေါ့အဲ့ဒါကိုကျွန်တော်တို့ပဲထည့်လိုက်ပါတယ်ပဲထည့်ပြီးတဲ့အခါမှာအရသာဝင်သွားအောင်လို့နှမ်းဆောင်မှုေပါတယ်မှုပြီးတဲ့အခါမှာကျွန်တော်လိုအပ်တဲ့အာချုံမုံရယ်စားရယ်ငံပြားရယ်ကြက်သားမုံထည့်လိုက်ရပေါ့ဒါတော့ကိုစိတ်ကြိုက်လို့တော့ထည့်လို့ရပါတယ်ခင်ဗျာပြီးရင်နောက်ဆုံးမှာ ရုံးပရီတီထည့်ပါလေရုံးပရီတီကနောက်ဆုံးမှထည့်ပါဘာလို့ဆိုတော့ပျော်သွားမှာဆိုလို့ပါပြီးရင်ပါဆလာလေးအုပ်လိုက်ပါလေခင်ဗျဒါမှမွမွေးလေးနဲ့စားလို့ကောင်းမှာပေါ့နော်ပါဆလာထည့်ပြီးရင်နောက်ဆုံးမှကျွန်တော်တို့မကြီးသည်အနှစ်ပေါ့နော်မကြီးရေကျွန်တော်ထည့်လိုက်ပါလေထည့်ပြီးတဲ့အခါမှာအားလုံးတမောက်မွေးပြီးတော့ခဏလေးအိုးဆူပြီးဆိုရတဲ့ရတာရှိရဲ့ လွယ်လွယ်လေးနဲ့ချက်စားလို့ရတယ်ပဲကလာရင်တစ်ခွက်ရပါတယ်ခင်ဗျာရန်နဲ့ထမင်းမိန်ပါတယ်မိုးအေးလေးနဲ့ပဲကလာရင်နဲ့ဆိုရင်တကယ်ကိုစားမြင်တဲ့နေ့လေးပါပဲခင်ဗျာကျေးဇူးတင်ပါတယ်အားလုံး like ဆက်စားလို့ရပါတယ်နော်ပေးကလိုင်းနဲ့လိုက်ဖတ်တဲ့ဟင်းလေးပေါ့ဗျာမပီတောင်းရင်သူ့စီရရဲ့ဝက်စီပြန်ဟင်းလေးပေါ့